င်္ဂလာပါရှင်။မေဥ family မှာမေချင်းစွာပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီမှာခုဖျက်ပြပေးသွားမှာက စာရေးသူဆရာကြီးမင်းသိန်းခါရေးသားထားတဲ့ညရင်ကန်သားဆိုတဲ့စာအုပ်ထဲကအခန်း34ကိုဖျက်ပြပေးသွားမှာဖြစ်ပါတယ်။ခန်းစားနာဆင်ပေးကြပါဦးရှင်။အခန်း3လက်ဝိပွဲစာပြီးကန်သားတို့နေတော့ရက်ွက်ကြီးတွင် ရှမိရက်ဖများညီနိုင်စွေကလှည့်ရေးပွဲတော်ကြီးအားစီကတိုင်မိတ်စွာချင်းပါရန်စီစဉ်ကြလိမ့်၏။ ပတ်စံချမ်းသာတော်သူများကမှတည်၍ကျန်လူများကအိမ်မောက်စိတ်လူငွေများထဝင်ကြရလေထိုပွဲတော်ကြီးတွင်ဆက်များညီများစကတ်ပွဲများတွင်လေထိုအတူပြကန်းများလည်းပြသလေထိုများနဲ့မချိန်နဲ့သေးပဲအတန်းငါးတန်းခွဲ၍မြမရူရလက်ဝဲစိန်ကိုပွဲကြီးကိုထည့်သွင်းလေလက်ဝဲပွဲတွင်ပါဝင်ရှင်ပြန်ထိုးတဲ့မီလက်ဝဲသမားများသည်ပွဲမဆမင်ကားရဲ့လူကားပင်ကြွတင်၍ စည်ရင်ပေးရလိမ့်ဤကန္တာသည်လူတစ်တန်းတွင်ဝင်ရောက်ထိုတန်ရန်စည်ရင်ပေးထားလိမ့်ဤအိမ်နီးချင်းဖြစ်သောဆရာဝန်ကြီးဦးမြဖူးကလူကလေးပေါင်ကန္တာလက်ဝတ်ထိုးဖို့စည်ရင်ပေးထားပြီလားဟုမေးရာကန္တာကမနေ့ကပဲပေးထားပြီပါဘီအန်ကယ်လူတစ်တန်းမှဝင်ပြီးထိုးရမယ်အဲ့ဒီလူတစ်တန်းကဘိုလ်လူဝဲရှိတယ်နေ့ရက်တွေထိုးရမှာနိုင်သွားတဲ့သူကနောက်တစ်ဆိုင်နဲ့ထိုးရမယ်အဲ့ဒီမှာနိုင်ရင်တော့နှစ်ယောက်ခွဲကြံမယ် အဲ့ဒါကဖိုင်နယ်ပဲနိုင်ရင်လူသစ်တန်းမှာပို့ပဲနောက်နှစ်ဆိုရင်တော့လူကြီးတန်းပြစ်စမတန်းမှာထိုးရမယ်နိုင်ရင်စတုဒ္ဒတန်းတက်ရမယ်ငါးနှစ်ကြာတဲ့အခါပထမတန်းကိုလျှောက်သွားမယ်ဟူရှင်ပြလေးဒီလိုကွာလူသစ်တန်းပထမဘွဲမှာနိုင်လိုက်တယ်ပဲသာမင်းကိုဦးကဝါယံစုပ်ချက်တက်တဲ့နဲ့ဂျမောင်းမိတက်တဲ့ဆုချမယ်ဒုတိယဘွဲဆက်နိုင်ရင်ဟောကင်းရှုဖက်နဲ့တရန်ဆုချမယ်ကွာဖိုင်နယ်မှာနိုင်ရင်တော့ ရှက်အင်းကြီးတထည်ရဲ့တပ်ပုံကြီးတထည်ရဲ့မန္တလေးပိုးလုံးကြီးတထည်ရဲ့ဆုချမယ်ကွာတခုတော့ရှိတယ်မင်းတို့လူတစ်တန်းကဝိတ်ချင်ပြီးမှထိုးရမှာလားလူတစ်တန်းဆိုရင် ပြီးရောဆိုပြီးရောပြီးထိုးရမှာလားဟုမြဘူးကမေးလေ၏ဝိတ်မချင်ရပါဘူးမထိုးဘူးတဲ့သူမန္တမများလူတစ်တန်းမှဝင်ပြီးထိုးရမှာပါဟုကန်တာကဖြေလေ၏ကန်တာသည်လက်ဝဲပွဲနီးလာတော့ကြောင်းအပြင်းထန်လေးချင်းလေ၏ဤသို့နှင့်ပင် ရက်ကွက်မှကျင်းပသောလွတ်လပ်ရေးပွဲကြီးကျင်းပလိမ့်၏ပထမနေ့၌ပင်ကန္တာထိုးရမည်အတွေ့ပါလိမ့်၏ဆရာဝန်ကြီးဦးမြဖူးနှင့်တမိဖြစ်သူများ၏တို့သည် အခြေဆုံးခုံမှလက်မှတ်ဝယ်ယူကြကြလိမ့်၏လက်ဝေဝဲကျင်ညာသူက အခုအနေထောင်းကတက်လာတာကတော့လူသစ်တန်းမှပူဆွဲရမယ်လို့ချွေးကြော်နေတဲ့ကန်တာဖြစ်ပါတယ်ဟိုကျင်ညာလိုက်ရကန်တာသည်လက်ဝေစင်ပေါ်သို့ ကြောကြောရရတက်လာပြီလင်လက်ဝိတ်ကြိုးတန်းကိုခုံ၍ဝင်လာလိမ့်အတွင်းသို့ရောက်လင် အပြာတောင်ဘက်သို့လှဲ့ကာလက်ခမောင်းကိုတဖြောင်းဖြောင်းခတ်လိုက်လေတော့ဤထို့နောက်လက်ဝိတ်ကြီးညာသူက အပြာတောင်ကတက်လာတဲ့သူကတော့လူမှန်ရင်ပုံမထားဂျိုပေါက်တဲ့နွားလိုကြွေးကြော်နေတဲ့ညိုကြီးဖြစ်ပါတယ်ဟူကြီးညာလိုက်လေဂျိုဝိုင်းတိုင်းတို့သည်လက်ဝိတ်ထုံမီကန်တာနဲ့ညိုကြီးအား လဝိစည်းကမ်းချက်များကိုပြောပြနေလေ၏ထို့သူပြောပြလျင်စတင်၍လွတ်လေတော့၏ယူကြီးသည် ထိုရက်ွက်အတွင်တွင်စိုးသွမ်းလူငယ်လေးတူဖြစ်၏ကန္တာအားအမိအယလိုက်၍ထိုး၏ကန္တာသည်ရှောင်း၏ယူကြီးသည်ခတ်၏ကန္တာကတထောင်ဖြစ်ထောက်၍ပိတ်၏ယူကြီးကချုပ်၏ကန္တာကယုံ၏လွန်စွာမှကြည်၍ကောင်း၏ ရိသတ်သည်နှခုတ်တံမဆဲအားပေးကြလိမ့်၏၎င်းတို့တို့သည်အတဲအတန်ထိုးတက်နေကြ၏မျိုးချင်း၏အပေါင်းအသင်းသိုးသွန်းလူငယ်လေးများသည် မြေမကောင်းအောင်အားပေးနေကြလိမ့်၏ကန်တာသည်မျိုးချင်း၏ရှင်ဝါကိုဒူးပြန်ပြီးခုံ၍တိုက်လိုက်လိမ့်၏မိမိရရထိသွားသောကြောင့်မျိုးချင်းလဲကျသွားလေတော့၏ကျိုးဝိုင်းတိုင်းမှာမဆင်ခေါ်၏မျိုးချင်းသည် မက်စင်ငါတို့ရောက်တော့အခါလူလဲ၍ထလာလေတော့ဤပရိသတ်သည် တခဲနဲ့အပိလေပြန်လဲ၍ရှင်ပြန်ထိုးသက်ကြပြန်လေညကြီးကန်လိုက်တော့ခြေကိုရှောင်ရင်ကန်သာသည်ချက်ခေါ်ပဲလေသည်ဖြင့်ညကြီးဤမျက်နာကိုမိမိရရထလိုက်ရညကြီးသည်ရုပ်ကျိုးပြတ်ပုံကျသွားလေတော့ဤအမက်စင်ခေါ်၍မရတော့ပင်ထမ်း၍ထုတ်သွားရလေတော့ဤထိုအခါ လက်ဝိကျင်ညာသူက အနိုင်ဖြင့်လက်ဝိရေးပြရန်ကန်တာအားကျင်ညာသောကြောင့်ကန်တာသည်ဆိုင်းကျင်းတဲ့အညီလက်ဝိရေးကို လလပပပြလေတော့၏ထိုနေ့လက်ဝိဝန်း၌ထိုသည်မလက်ဝိသမားများတဲ့တွင်ကန်တာ၏ထိုလုံးတက်ပေါက်ကိုလူအများကသဘောကျကြလေ၏နောက်တနေ့တွင်ကန်တာသည်ဘုမထားဆိုသော ရက်ွက်ဆိုသောလူငယ်တူဦးနှင့်တွေ့၍ကြပြန်လေ၏ထိုပွဲ၌လည်းကန်တာသည် ဘုံမထား၏ခေါင်းကိုချုပ်၍ဒူးဖြင့်တိုက်လိုက်ရာဘုံမထားကိုနှချီနိုင်မှပင်ထမ်း၍ထုတ်သွားရလိမ့်မည်။လက်ဝိစင်ပေါ်မှကန္တာကဆင်းလာသောအခါဆေယဝန်ကြီးဦးမြဘူကကန္တာအားလက်ဆွဲနှုတ်ဆက်လိမ့်၏။ညရီလေကန္တာအားချွေးတုံရန်အတွေ့အသိဉာဏ်လာသောလက်ဖာဟုစာလန်ထိုးထားသည့်နေတဲ့တော့ပေါ်လာလာလေးတစ်ထဲကိုလက်ဆောင်ပေးလိုက်လေ။ထိုလက်ဝိဖွဲများကို ကန်တာဤဦးလေးမိမထမေရီနဲ့သူ့သားကျော်နေတို့လည်းလာရေးကြည့်ကြလိမ့်ဦးထမေရီကသူ့သားကျော်နေအားตาရဲ့အာမကြပါနဲ့ကွယ်ဒီအလောက်ကလူစိုးလူမတွေလောက်ပါအိမ်ကအကောင်ကတော့အစွမ်းကောင်းနေလိုက်တာဒီအကောင်ကတော့ဓာရီတက်ထားမှဖြစ်မယ်ဒီကောင်ကဓမြဖြစ်မဲ့ကောင်ပဲဟုပြောလိမ့်ဦးထိုစကားကိုနေရင်ရှိသောကန်တာအေးတငယ်ချင်းတူကကြားရသည်ဖြင့်မင်းမရှာဖြစ်တာတဲ့ဆိုင်ရင် ။ဗမျှဖြစ်တာကတော်ပါသေးတဲ့အတော်ဟုဝင်ရွေးပြောသည်ဖြင့်ထိုလူငယ်လေးနှင့်တော်မေကြီးအကြီးကျယ်စကားများကြားလေတော့၏။တော်မေကြီးကထိုသူငယ်အားနင်နဲ့ပါဆိုင်လို့ဝင်ပြောရတာလဲဟုမေးလေ၏။ထိုအခါထိုသူငယ်လေးကကန်တာကကျွတ်တော့ငယ်ချင်းပြခမရတက်တက်မိုးချုံမြချိုးပြောနေတာတာသမီချင်းကိုချင်းမစားဘူးပြီးတော့ကျွတ်တော့နဲ့လက်ဝဲချင်းပဲဗျမတရားတော့အပြောမခံဘူးခမရဆက်ပြီးပြောရင်ခမရသားကိုဘာ ခမည်းကိုတော့ဘာမှမလုပ်ဘူးခမည်းဘေးကခမည်းသားမိမချလူကောင်းကိုထိုးပြစ်လိုက်မယ်ဟုပြောလိုက်ရာကျွန်နေသည်ကြောက်ရွံ့သွားသဖြင့်မမီရဲ့မပြောစမ်းပါနဲ့သူတို့ကသားကိုရန်လုံးနေပါဦးမယ်ဟုပြောလိုက်ရာတော်မေရင်နဲ့စကားများသောသူငယ်လေးကဒီမှာတော့ကြီးခမည်းမြင်ပြီမဟုတ်လားခမည်းသားမိမချကြောက်သွားပြီအဲ့ဒါမျိုးကန်တာကိုပြောကြည့်ပါလားလက်ခမောင်းခတ်ပြလိုက်မယ်ဟုပြောကတဟဟရင်မောလိုက်လိမ့်၏ ကြံသောသူငယ်ချင်းများကလည်းဝိုင်းရင်းရေးကြလိမ့်ထို့နောက်ထို့လူငယ်လေးများကရှက်ဖွဲဟုဝိုင်းရင်းអော်လိုက်ကြလိမ့်တော့တည်းအခန့်လေးကန်တာကိုတော်မေကြီးကအိမ်ပေါ်မှနင်းချလိုက်ခြင်းကန်တာတို့ဤရက်ွက်တွင်တွင်ချင်းပါတော့လွတ်လပ်ရေးပွဲတော်ကြီးမှလည်းတုံရမြောက်တော်နေသူရောက်ရှိသွားပြီဖြစ်၏ပွဲတော်ကြီးမှလွန်သွားမှစီကားတိုင်မဲလာ၏ထို့ပွဲတော်တွင် ပါဝင်သောလက်ဝိဘူလူပွဲမှလည်းနောက်ဆုံးအဆင့် ဖိုလ်လူပွဲသို့ရောက်သွားပြီဖြစ်၏ထိုနေ့ညတွင် ထိုသက်မြေလူတလူတတန်ဖိုလ်လူပွဲ၌ကန်တာလဲပါဝင်ထိုသက်ရမည်ဖြစ်၏ထိုနေ့ညတွင်ကန်တာနှင့်ထိုသက်ရမည်အတွေ့အမြင်မှာဘာမြင့်ဆိုသူဖြစ်၏ဘာမြင့်မှာလူတများသောလန်တရဲခေါ်ဆိုသံလူငယ်လေးဖြစ်၏အနေနဲ့ရရမှာလူငယ်များကလည်းတိကြကုန်၏ပါမြင်ဘက်မှာအာပင်မီသိုးသွန်းလူငယ်များကလည်း ယုံတွင်းသို့ရောက်ရှိနေကြပြီဖြစ်၏။လဝိစကံနေတွင်ကျင်ညာသူသည်ကံတာနှင့်ဗားမြေအားစင်ဤထောင်တစ်ဖက်တွင်တင်လိုက်လေ၏။ထို့သောတင်လိုက်သည့်အချိန်တိုင်းမှာပင်ဗားမြေဘက်မှ အာပေမီသုတ်သွန်းလူငယ်လေးများ အော်ဟစ်ဆူညံသွားလေ၏။ခုံသူကထား၍ခုံကြ၏။ကံတာကိုကျင်းသူကကျင်းကြ၏။ဆဲသူကဆဲကြ၏။ထိုကြောင့်ရဲများကလိုက်လံ၍ထိန်နေရ၏။ ဂျိုဝိုင်းတိုင်သည်ကန်တာနှင့်ဘာမင်အားစီကံချက်များကို ပြောပြ၏ထိုသူပြောပြပြီးလျင် ထိုတဲ့ရန်လွန်လိုက်လေ၏ဘာမင်သည်ကန်တာအားလိုက်၍ဖိထိုး၏ထိုအခါအာပေသော ဆိုးသန်းလူငယ်များသည် တားမရစီမနိုင် အော်ဟစ်ကြလေ၏ကန်တာသည်နှောက်သို့ဆုပ်၍ရှောင်နေရ၏ဆရာဝန်ကြီးဦးမြဖိုးနှင့်သမီးဖြစ်သူများ၏တို့သည် အသက်တထိတ်ထိတ်ရင်တဖိုးဖိုးကြီးနေကြရလေ၏ မျက်ရည်သည်ကံသာတွဲပူဆိုးရနေရလိမ့်။ထို့ကြောင့်၎င်း၏ဖခင်အားဖေဖေဘာမြင်ဘက်ကလက်ရည်သာသလိုပဲအကိုကံသာကတော့ဒီတပွဲမှာဆုံးလိမ့်မယ်ထင်တယ်။ဟုဆိုရင်တကြီးမေးလိမ့်။ထို့အခါဦးမြဖူကမောင်ကံသာကလက်မကျသေးပါဘူး။ရှောင်းရင်းနဲ့ချောင်းနေတာပါ။ဝင်လို့ရတဲ့အကွက်ကြရင်ဝင်ပြီးထိုးလိုက်မှာပါ။ဟုနေသိမ့်လိုက်လိမ့်။၎င်းတို့၏ရှေ့ကုန်တွင် တော်မေရီနဲ့တားဖြစ်သူကျော်နေတို့ကြီးနေကြလေ၏တော်မေရီသည်ဘာမင်းကိုအထူအားပေးနေလေ၏ဘာမင်းကကန်တာအားလိုက်၍ထိုးနေသည်ကို တွေ့လျင်တော်မေရီကထိုးထိုးအသေးထိုးပြလိုက်ဟူအော်လေ၏ဦးမြဖူရောမြရီပါ ထိုးတန်ကိုကြားနေရ၏ထိုးချောင်းဦးမြဖူကတော်တော်ရှုပ်တဲ့မိမပဲဟူခတ်တိုးတိုးမှတ်ချက်ချလိုက်လေ၏ကန်တာသည် ဆုပ်ရွေးရှောင်ရင် စင်တောင်းတို့ရောက်သွားလိမ့်ထို့အခါကျမှဘာမြင့်အားဒူးပြန်တလုံးပြစ်သွင်းလိုက်လိမ့်ကန်သာဤဒူးပြန်သည်ဘာမြင့်ဤရှင်ဝါတို့မိမိရရာထီသွားသည်ဖြစ်ရာဘာမြင့်သည်ရန်၍သွားလေတော့ဤကန်သာသည် ပြန်၍အကြနိုင်ဘာမြင့်ဤမျက်နာကိုတရောင်ပြင်တွက်လိုက်လိမ့်ဘာမြင့်သည်ပုံရိပ်ကျသွားပြီးမထနိုင်မရှိလေတော့ဤထိုအခါဘာမြင့်ဘက်မှလူများကအနာတောင်းလေတော့ဤ ကျိုးဝိုင်းတိုင်ကအနာပေးလိုက်လေ။ဘာမြင့်အားသူ၏လူများကရက်ခတ်သူခန့်ရေခဲတုံးဖြင့်ပုတူပုနှင့်စေကူကြလေ။အချိန်စီသွားသောအခါကျိုးဝိုင်းတိုင်ကပြန်၍တီးပေးလိုက်လေ။ထို့သောတီးပေးလိုက်သည့်နေ့တပိုင်းနှင့်ကန်တာသည်ဘာမြင့်အားပညာလက်သည်များဖြင့်အဆက်မပြတ်ဝင်၍ထိုးလေတော့၏။ထိုးသည်များလက်သည်တို့သည်ဘာမြင့်ဤမျက်နာသို့ထိတိကြည့်ဖြစ်၏။ဘာမြင့်သည်မူ၍နေပြီဖြစ်၏။ နောက်ဆုံးတွင်ကန်သာသည်ဘမင်အားချုပ်၍ဒူးဖြင့်တိုက်ချလိုက်ကပြစ်ချလိုက်လေတော့ဤဘမင်လည်းအောက်တို့ပုံချသွားပြီးဒီရင်တတိလက်မိတ်မျောသွားလေတော့ဤထို့ကြောင့်ထို့ပွဲတွင်ကန်သာလည်းလူသစ်တန်တိုင်းဘိုးဆွဲသွားလေတော့ဤဘန်လူကြီးများသည်ကန်သာအားဘိုးဆွဲသွားသည့်အတွေ့ငွေကလက်ကလေးတစ်လုံးဆုချလေဤကန်သာဤထိုးလုံးတက်ပေါက်ကိုသဘောကျသွားသောကြောင့် ပရိသတ်သည်တော်တော်ညံအောင်အားပေးကြလိမ့်ဤလဝိစင်ပေါ်မှာကန္တာဆင်းလာတော့အခါဆရာဝန်ကြီးဦးမြပူကကန္တာကိုလက်ဆွဲနှုတ်ဆက်လိမ့်ဤအိမ်တို့ပြန်ရောက်၍နက်နက်လင်းတော့ခါ၌ကန္တာသည် ပန်းပင်များကိုရေလောင်းနေလိမ့်ဤထို့သောရေလောင်းနေစဉ်ဆရာဝန်ကြီးဦးမြပူချင်းမြင့်တော်အဝါရောင်စပိုးရှင်နဲ့ဝစ်စင်ထားလိမ့်ဤရှင်ပေါင်းမိကိုလည်းဝစ်စင်ထားလိမ့်ဤတော်မေကြီးသည် ်တရွဲ့ချောင်းများနဲ့ခြံတွဲမှမိုက်များကိုမိရှို့နေလေ၏ထို့သောမိရှို့နေရင်ကန်တာကိုလမ်းရွေကြည့်လိုက်ရာဝါယာစပုတ်ရှက်နဲ့ဂျင်မမေဝစ်စင်ထားသည်ကိုတွေ့ရင်ဒေါ်မေရီဤမျက်နှာကြီးသည်နေမြင်းသွားလေတော့၏မျက်လုံးနှလုံးမှလည်းအခုလူမတက်ရဲရဲနေလေ၏ထို့နောက်ဒေါ်မေရီကကန်တာအားဟဲ့ကောင်အဲ့ဒီဝါယာစပုတ်ရှက်ကငါသားဂျွန်နေဝတ်တာ ဒီဂျင်းပေါင်းမိကလည်းငါသားချုံနေဝတ်တာနေ့ကမဝဲရဘူးလို့ပြောထားတယ်မဟုတ်လားနင်ဘာဖြစ်လို့ဝတ်တာလဲခုချွတ်စမ်းဟိုအော်ဟေဂျင်းပေါင်းလေးဤကန်တာလဲမချွတ်ချင်ချွတ်ချင်ချွတ်ရပေးရလိမ့်ဤထို့အချင်းရာကိုတစ်ဖက်ခြံတွင်ပန်းဝင်ရေလောင်းနေသောဆရာဝန်ကြီးဦးမြပူနေမြရည်တို့သည် ကြာမြင်သည်ရှိရလိမ့်ဤထို့ကြောင့်ဆရာဝန်ကြီးဦးမြပူကဒီမှာတော်မေကြီးအဲ့ဒီအင်ဂျီနဲ့အဲ့ဒီဘောင်မီကလက်ဝဲပွဲမှာနိုင်လို့ကျုပ်ကဂုံပြူထားတာပါ မိရှုံမဖြစ်ပါနဲ့မိရှုံမယ်ဆိုရင်တော့ကျုပ်ကိုစော်ကားတယ်လို့ယူဆရမယ်ဟုပြောလေထွေကားတော်မီကမဆိုင်ပါဘူးဦးမြဖူးရဲ့ကျုပ်အိမ်ကကောင်ကိုကျုပ်မကျင်တဲ့လို့လှုပ်တာပဲဦးမြဖူးနဲ့မပတ်သက်ပါဘူးဝင်မပြောစမ်းပါနဲ့ဟုပြောလေခမ ्या ဟာသာသမီချင်းအတော့ကိုမစားနာတတ်တဲ့မိမပဲခမ ्या အိမ်မှာမိခိုနေရတယ်ဆိုပြီးကလေးကိုတက်တက်နိုင်ကျင်တာပဲခမ ्या လောက်စိတ်တက်အောက်တန်ကြတဲ့သူတစ်ခါမှမတွေ့ဘူးသေးဘူးဟိုဆရာဝန်ကြီးကပြောလိုက်ရာ တော်မီရီကကန်တာဤအင်းညင်နေပေါင်းမီကိုမိဖို့အတွင်သို့ပြစ်ထဲလိုက်လေ၏ဆရာဝန်ကြီးလည်းထိုအချင်းရာကိုမကြည့်ရသဖြင့်ခြာကနေလက်ထွက်ကအိမ်ပေါ်သို့ထွက်သွားလေတော့၏ညရီလည်းလိုက်ပါသွားလေတော့၏ထိုအခါတော်မီကြီးကဒီဥမြဖူးဆိုတဲ့ဆရာဝန်ကြီးကလည်းဘယ်လိုဖြစ်တယ်မသိပါဘူးဒီကောက်ကိုတော်တော်သဘောကျတယ်ဒီလောက်တောင်သဘောကျနေရင်လည်းတမက်တော်လိုက်ပါလားဟုပြောလိုက်ပြီးရင်ကန်တာဘက်သို့လှည့်ကဟက်ကောင် နှစ်ပစ္စည်းနေရပြီးဒီအိမ်ကနေသွားပြီတော့နေရှိနေအိမ်နီးနာချင်းနဲ့ငါနဲ့ရံဖြစ်ရလိမ့်မယ်။သွားဆုပ်ခုသွားမျက်မျက်နာကိုတစ်ဆက်ကန့်တော့မကြည့်ချင်ဘူး။သွားတော့ဟိုရေရေဆက်ဆက်မောင်းချလိုက်လေတော့ဤ။ကန်တာလည်းသူဤចောင်းစာအုပ်ကလေးများနဲ့ရှိစုမဲ့စုအုပ်ကလေးများကိုယူကာထွက်ခဲရလေတော့ဤ။ကန်တာဤမျက်လုံးများတွင်လည်းမျက်ရည်များဆိုရနေလေဤ။ကန်တာသည်အိမ်မှထွက်လာပြီးနောက်မြို့ပြင်ရှိတရုတ်ကြီးဥပ္ပဟွန်ဤတဲသို့သွားလေဤ။ ဥပဟွန်သည်ကန်သာကိုမြင်လျင်မြင်ချင်းဘလို့လဲမောင်ကန်သာမင်းကိုအိမ်ပေါ်ကမောင်းချလိုက်ပြီလားဟုတ်မေးလေ၏အဟုတ်ပဲဗျာကြက်ဦးလေးမိမတော်မရည်ကြီးကမောင်းချလိုက်ပြီဒါကြောင့်ဒီကို ထွက်လာရတာဟုတ်ကန်သာက ပြန်၍ဖြေလျင်ဥပဟွန်ကငါစီမနေပေါ့ကွာငါမှလည်းအဖို့မရှိပါဘူးမင်းရောက်လာတာနဲ့တော်ပဲဒါနဲ့နေစမ်းမအောင်ကွာညကလက်ဝဲဝဲနိုင်လို့ဆူရတယ်မဟုတ်လား စုရတဲ့ငွေကလပ်ကလေးဘယ်ရောက်သွားပြီလဲဟုမေးလေ။အဲ့ဒါလေးပါပါတယ်ဗျာအထုတ်ထဲမှာပါဟုပြောကာကန်တာကအထုတ်တွင်းမှာငွေကလပ်ကလေးကိုဥပုံဟောအာထုတ်ပြလိုက်လေ။ထိုအခါဥပုံဟောကနေုံနေုံငါဟိုမှာလက်ဖက်၆နှစ်ထားတယ်။လက်အေးဖြော်မယ်ကွာ။မင်းနဲ့ငါအတူတကွာထိုင်နေနေထိုင်တဲ့အထိတ်မဲ့ဖြင့်ငါတို့နေ့ကလက်ဖက်ရတောင်းမယ်။မင်းကဒုံမီကြီးစီကလွတ်မြောက်လာတဲ့အထိတ်မဲ့ဖြင့်မင်းရလာတဲ့ငွေကလပ်ကလေးတန်းမှာလက်ဖက်ထည့်ပြီးတောက်ကွာ။ ဟုပြောလေ။လဖေးဖြောပြီးတော့ခါ၌ဥပ္ပဟွန်သည်ကန္တာဤငွေကလက်ကလေးတွင်သို့လဖေးများထည့်ပေးလေ။ကန္တာလည်းထိုကလက်ကလေးနှင့်ပင်လဖေးကိုတောင်းလေ။ဒီနေ့မင်းဆယ်နှစ်ဖြစ်ရမှာမို့လား။ဟုဥပ္ပဟွန်ကမေးလေ။ဟုတ်တယ်ဗျ။ဟုကန္တာကပြန်၍ဖြေလိုက်လေ။တအားကြိုးစားกว่าဆယ်တန်းကိုတခါတည်းအောင်သွားဖို့အရေးကြီးတယ်။ကျူရှင်တွေဘာတွေယူရမယ်ဆိုလဲယူပေါ့ကွာ။ ငါမှာပတ်စံရှိပါတယ်ဘာမှအာမငယ်ပါနဲ့ငါလို့ရပေါ်ဟွန်းဆိုတဲ့မိတ်ဆွေကောင်တယောက်ရှိနေပြီပဲဘာအောင်ငယ်စရာလိုတယ်လဲဟုပြောကတဟာဟာရေလိုက်နေတော့တည်းဒီမှာပဲရနာကွင်းပြူပါရှင်နားဆင်သူများအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်စာဖတ်နေစဉ်အတန်အလွယ်မှာအဖြတ်တော့များပါရင်လဲနားလည်ခွင့်လွတ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်မျိုး family မိသားစုများနဲ့ အားစုသူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ယူကြပါခြင်းရှိကြပါစေ။ဘေးကင်းလုံခြုံကြပါစေ။ကကြည်သုံးပါးမှလည်းကြော်လာနိုင်ပါစေလို့ကျွန်တော်ကဆုမွန်ပေါင်းတောင်းပေးလိုက်ပါတယ်ရှင်။ The Family YouTube Channel ကို Like and Subscribe လုပ်ရသေးဘူးဆိုရင်လုပ်ပေးကြဖို့တောင်းဆိုပါရစေနော်။ကျွန်တော်ကတော့စာဖတ်သူဖြစ်စေအောင်လုပ်ဖြစ်ပါတယ်။